အတုပကမ္မထံဆိုတာတော့ညွန်ရှားပွဲအနေနဲ့ရှုတဲ့ကမ္မထံဒီလိုပြောရမှာပဲတုပဆိုတာကတင့်တယ်တယ်အတုပဆိုတာကမတင့်တယ်ဘူးအဆိုတာကတော့ negative သဘောပဲအဲ့တော့မြတ်စွာဘုရားကအတုပအာယုံ10မျိုးအနေနဲ့ဟောထားတယ်ဩတုမာတကဝိနိနကဝိပုပ္ပကအစသည်ပေါ့နော်ပြည်တွေယုံနေတဲ့ပုံသဏ္ဍာန်ပူရောင်နေတဲ့ပုံသဏ္ဍာန်အယိုးတွေပေါ့နော်အဲ့ဓာတွေကိုမြတ်စွာဘုရား ဖော်ပြထားတယ်အကုန်လုံးကတော့ယုံရှားပွဲအာယုံတွေပါပဲဆိုတော့အဲ့ဓာတွေကိုချုပ်မှတ်တဲ့အခါမှာဦးဇင်းတို့အတုပဆိုတာကတမထကမ္မထံဖြစ်ပါတယ်တမထကမ္မထံမှာဆိုတော့ဒီမှာအာယုံ၃မျိုးရှိတယ်ပရိကမ္မနမိတ်ဥက္ကဟနမိတ်နော်ပဋိဘာကနမိတ်ဆိုပြီးတော့နမိတ်၃ခုရှိတယ်တမထကမ္မထံပေါ့နော်ပရိကမ္မနမိတ်ဆိုတာကတော့မျက်စိနဲ့အာယုံယူရတာပေါ့အရင်ဆုံး အယိုးစုဆိုလဲအယိုးစုပေါ့နော်ဒီပုပ်ပွားနေတဲ့အလောင်းဆိုလဲပုပ်ပွားနေတဲ့အလောင်းတစ်ခုခုပေါ့ခွေးတွေငှက်တွေထိုးစားထားကြိုက်စားထားတဲ့အလောင်းဆိုလဲအလောင်းပေါ့ဘယ်လိုပဲဖြစ်ဖြစ်ယုံချာနေတဲ့အလောင်းကောင်ဖြစ်ဖြစ်အယိုးစုပဲဖြစ်ဖြစ်အဲ့ဒါကိုခြေမှထားပြီးတော့အယိုးဆိုလဲအယိုးအယိုးအယိုးဆိုပြီးတော့မစက်ကဆိုကြတော့မလို့ပါဘူးစိတ်ထဲကနေနှလုံးသွင်းပေါ့လေအယိုးကိုမျက်လုံးနဲ့ကြည့်ပြီးတော့စွဲနေအောင်ကတိုင်းရှိသူလိုမျိုးအယိုးကိုလေ ဒီပုပ်ပွားနေတဲ့အလောင်းကောင်ဆိုလဲပုပ်ပွားနေတဲ့အလောင်းကောင်ပေါ့လေအဲ့ဒါကိုမျက်စိနဲ့ကြည့်ပြီးတော့စိတ်ထဲကနေပွားများအာယုံယူရတာပဲအဲ့လိုမျက်စိနဲ့ကြည့်ပြီးတော့စိတ်ထဲကနေပွားများအာယုံနေတာကိုပရိကံမနမိတ်လို့ခေါ်ပါမယ်နမိတ်ဆိုတာကအာယုံကိုပြောတာနော်ပါဠိလိုနိမိတ်တမြန်မာတွေကတိုက်ရိုက်ဘာသာပြန်တော့နိမိတ်တကိုတကိုတက်လိုက်တော့နိမိတ်ဖြစ်သွားတယ်မြန်မာလိုတကယ်တိုက်ရိုက်ပြန်အာယုံလို့ပြောတာပါအဲ့တော့မျက်လုံးနဲ့ကြည့်ပြီးယူရတဲ့အာယုံမို့လို့ ပရိက္ခမအာယုပရိက္ခမငမိတ်လို့ခေါ်အဲ့လိုစိတ်ကလည်းပွားမျိုးလုံးကလည်းကြည်ရင်ကြည်ရင်လည်းเนาะတော်တန်ကာလတစ်ခု5မိနစ်သို့မဟုတ်10မိနစ်ပေါ့လေအဲ့လိုမျိုးပွားများပြီးပြီဆိုရင်မျိုးလုံးလေးမှိတ်ကြည့်လိုက်မှိတ်လို့စိတ်ထဲမှာအဲ့မျိုးလုံးထဲမှာပေါ်နေတယ်ဆိုရင်ဖွင့်ကြည့်စရာမလိုအဲ့ဒါကိုပဲမျိုးလုံးထဲမှိတ်ပြီးတော့ဆက်ပွားသွားပေါ့ယူစုဆိုအယူစုအယူစုအယူစုပွားရအောင်မထင်မျက်လုံးမိတ်လိုက်ပြီးပျောက်သွားတယ်မပေါ်ဘူးဆိုရင်တော့ပြန်ဖွင့်ကြည့်ပေါ့နော် တော့မျက်လုံးမှိတ်ရင်ဆွဲနေတဲ့အထီကိုသူကပွားရမှာဟုတ်အဲကြောင့်မမြင်မချင်းမထင်မချင်းကိုသူကဖွင့်လိုက်ပိတ်လိုက်ဖွင့်လိုက်ပိတ်လိုက်လောက်ရမှာပဲထင်သွားပြီဆိုရင်တော့ဖွင့်ကြည့်စရာမလိုတော့ဘူးမျက်လုံးကိုမှိတ်ထားပြီးတော့ထင်သွားပြီဆိုရင်တော့တော့ချောက်အဲ့ဒါကိုမျက်လုံးပိတ်ပြီးတော့ပွားရောပဲဘယ်တော့ဒီပွားရမလဲဆိုတော့ဟိုတော့ဆုံးမျက်လုံးဖွင့်ကြည့်တော့မှပေါ်နေတဲ့အဆင်ကြီးပေါ့လမ်းသွားရင်လည်းဒါကိုမြင်နေရတယ်အိမ်လည်းမြင်နေရတယ် ဆိုတော့အချိန်မရွေးနေရမရွေးမှာပွားလို့ရတဲ့ပုံစံအထိကိုပွားမှာပေါ့အဲ့တော့မျိုးလုံးမိတ်လို့စိတ်ထဲမှာအာယုံကြည့်လို့ရသွားပြီဆိုရင်ကအာယုံတစ်ခုပြောင်းသွားပြီလားဥက္ကဟနမိတ်ဖြစ်သွားပြီဥက္ကဟဆိုတာစိတ်မနှောနဲ့ယူလို့ရတဲ့အာယုံပေါ့နော်မလုံးဖွင့်ကြည့်ပြီးယူလုံးကကြတော့ပရိက္ခာမနမိတ်ခေါ်တယ်။မလုံးမိတ်ပြီးယူတဲ့အာယုံကြတော့ဒါဥက္ခာနမိတ်ခေါ်တယ်။ဖွင့်ကြည့်စရာမလိုတော့ဘူး။အဲ့ဒီမလုံးမိတ်ပြီးဝိုင်းဝိုင်းနဲ့မှလုံးဝအဲ့ဒီနမိတ်ကရှင်းလာကြည်လင်ပြီးတော့လေ ြက်ပြက်တတကိုပဂရိမျက်စိနဲ့မြင်နေရတယ်လို့ချက်ချင်းလင်းလင်းကိုမြင်နေရတဲ့အစင်ရောက်လာတယ်။အဲ့ဒါကြတော့ပฏิဘာကနမိတ်လို့ခေါ်တယ်။အာယုံကအစင်ကြောင်းသွားပြီပေါ့နော်။အဲ့ဒီခါကျလို့ရှိရင်မှဇန်အစင်နေပါတော့ရောက်လာတာပေါ့လေ။ဒါဆိုတော့အတုဘာအာယုံဒီဥစ္စလို့သုံးဆင့်ရှိသွားတာပေါ့။ပထမမျက်လုံးနဲ့ပွားများတဲ့အစင်။မျက်လုံးကနေမျက်လုံးမှိတ်ပြီးယူရတဲ့အစင်။မျက်လုံးမှိတ်ပြီးယူရတဲ့အစင်မှာကိုတတိယအစင်ကကြတော့လောကကြည်လင်ရှင်းလာအောင်ထီကိုစပ်ပြီးပွားရတဲ့အစင်ပေါ့။ ဲ့လိုနောက်ဆုံးပဂရိမျက်စိနဲ့မြင်ရတယ်လို့ကြည်လင်သွားပြီရှင်းလင်းသွားပြီဆိုတော့ဒါအတုပကမ္မထံပောက်သွားပြီသူတို့ပြောရပါတယ်အတုပကမ္မထံကပထမဇန်ပဲရတယ်ဒုတိယဇန်တတိယဇန်သတိယဇန်ကွာလို့မရအောင်ဘာဖြစ်လို့လဲဆိုတော့အတုပအာယုံကကျန်းတယ်အာယုံကျန်းနေဆိုတော့သူကဝိတက်မပါဘဲမရအောင်ပထမဇန်မှာကဝိတက်ဝိဇာရာပိတိဒုက္ခဧကဂရာဆိုပြီးတော့အင်္ဂါ၅ချက်ပါဒုတိယဇန်မှာကျတော့ဝိတက်မပါတော့ဘူး တော့ဝိတက်ကြတော့သူအာယုံကိုဒီစိတ်စိတ်တိတ်တဘောတရားတွေကိုရောက်အောင်တင်ပေးတဲ့သဘောအဲ့တော့အတုဘအာယုံကကြမ်းတမ်းတဲ့အခါကျတော့ဝိတက်မပါဘဲနဲ့ဒီစိတ်စိတ်တိတ်တွေကိုအာယုံတင်ပေးတော့မဖြစ်နိုင်ဘူးဝိတက်ပါမှသာလင်ဒီအာယုံဘောကိုစိတ်ကိုရောက်အောင်တင်ပေးလို့ရတယ်အဲ့တော့ဒုတိယဆံမှာဝိတက်မရှိတော့ဒီအတုဘအာယုံဘောကိုဒီစိတ်စိတ်တိတ်ဘလို့မှမရောက်နိုင်တော့ဘူးဒါကြောင့်အတုဘကိုဝိတက်မရှိတဲ့ဒုတိယဆံတတိယဆံသတုဒ္ဒဆံတွေကပွားလို့မရအောင် ဒါကြောင့်အတုပါကိုအားထုတ်ရင်ပထမဆက်ကဂိတ်ဆုံးသွားပြီ။ဒါဆိုအတုပါကမ္မထံပြီးနောက်သွားပြီလို့ပဲပြောရပါတယ်။အဲ့ဒီမှာတစဉ်ဝိပဿနာပြောင်းနေပြောင်းပေါ့။ဒီအယိုးစုအာယုံတွေကိုတက်ကမ္မထံအနေနဲ့ပြောင်းရှုလို့ရတယ်။ဒီအယိုးကိုမာတဲ့သဘောပထူကြီးထက်ပေါ့နော်။အဲ့ဒီမှာပူတဲ့အေးတဲ့သဘောတင်စောတက်ပေါ့။အဲ့ဒီလိုမျိုးဦးဇုံတို့ထက်သဘောတွေကိုအယိုးကိုပြောင်းရှုလို့ရတယ်။ဒီအဲ့တော့ဒါကဟိုအတုပါနဲ့ဝိပဿနာဘိုင်းကိုပြောင်းတဲ့သဘောလေးပေါ့နော်။ ပြီးအဲဒီအတုဘကိုရှုနေတဲ့စိတ်ကိုပဲစိတ်တ ानु ပဒနာနေနဲ့စိတ်ကိုပြန်ရှုရင်လည်းပဲတတိပဌံဝိပဒနာဘိုင်းကိုရောက်သွားတာပေါ့နော်ဒါဒါကဒါကသမထဝိပဒနာဘိုင်းကိုဖြောင်းပေါ့